တယ်ကြည်တဲ့ကြိုင်းကြိုင်းနဲ့ကြာနေတဲ့မူရဲ့မူရဲ့ကောင်းကင်ကတိတ်ငက်တဲ့အိုလိုက်ဝဲနေတယ်ကျွန်တော်အခုဒီရောက်နေတာကအခုဒီရဲ့ပိုင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန်မှာဖက်စစ်အုပ်စုဘက်ကနေပြီးတော့ဒီအစိမ့်ငွေပုံးနေနဲ့ကြဲကြတိုက်ခိုက်နေတာဒါကိုရုပ်ဘော်တွေတွေ့ကျွန်တော်စိတ်ခွန်အားလေးလာပြီးနေတယ်သူတို့တွေ့လိုအပ်တဲ့ ဒီမီကိုငွေကာမက်စ်တွေပေါ့ဒါလေးကိုကျွန်တော်နောက်ပို့ရင်းနဲ့ရပါရီကိုရှင်းတဲ့အဆုံးဖြာရောက်သွားဖို့လာဆောင်ပြဖြစ်တယ်နောက်ခုကျွန်တော်မနေ့တော့အထီးပေါ့ပြန်တာကတော့ချက်ပါနေတယ်ဟိုပြေးစမီနေနေရရှိတယ် စင်ငွေပါတဲ့ဘုံကြီးနဲ့ကြက်ခံရတဲ့ပတ်သက်ပြီးတော့ရောက်ဝင်ထိခဲ့တဲ့နေသားလေးကျွန်တော်မြေကြီးခဲ့ပါကြရနေရဟိုအောက်ဖက်ဒီ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 ကရုတ်ချင်းဟိုအောက်ဖက်တောင်ကြာကြာတော့ drone ဘုံနဲ့ drone နဲ့ကြာလာ drone ဘုံဒီနဲ့တူတူကြာလာရေပြင်ကြာမှ꿰လာ꿰တော့ဒီအဝါရောင်ငွေတွေထွက်လာထွက်ပြီးတော့အပပလည်းရှူမိတဲ့ရေပေါ်ကြီးဘလို့ခံစားရတယ်ရောအေးဒီကောင်စားတယ်လို့လုံးမျိုးလုံးစားလာ နော်ဒီလိုစားလို့ဒီတော့ဒီဘက်အောက်ဒီဘက်အောက်နော်တက်ရှူလို့မဝတက်ရှူမဝဖြစ်သွားတယ်အင်းအင်းဒီလိုတရီလက်သွားတာအထိရှိလားမူးမော်ပြီးလဲဝါကြတဲကြသွားတာမျိုးဖြစ်လားဒီကြဟိုဘာအေးဒီအာပြက်သွားမျိုးပေါ့နော်အာပြက်သွားတယ်အင်းဟုတ်ပြီတက်ကွဲစီဗီယာရှီလန်းစစ်စကန်တနေရဖြစ်ပါတယ်မနေ့တော့ဆိုဒီနာဝင်းချင်းမှာအပြင်းထန်တက်ကွဲတွေဖြစ်ပေါ်ခဲ့ပါတယ် ဖြစ်ပေါ်တဲ့ချိန်မှာဖက်စစ်ဂျမ်းဖက်စစ်တပ်ဖက်ကဘာတွေအသုံးပြလာလဲဆိုတော့ဒရုန်းနဲ့ကျဲချတဲ့ဘုံတီးတွေထဲမှာသူကအစိမ့်ငွေပါတဲ့အရာတွေနဲ့ကျဲချပါတယ်ကျဲချလို့ဘုံပေါက်ကွဲတဲ့ချိန်မှာဝါရောင်ကုန်းငွေတွေတက်လာပြီးတော့အဲ့ဒီကုန်းငွေပုံချင်းရှူရှိုက်မိတဲ့ရေပေါ်တွေဒီထဲမှာ၃ယောက်ပါပါတယ်ကျွန်တော်တို့ကရင်မာသားနဲ့ရောသူတို့ရှင်းပြတဲ့အနေထားအရသူတို့ဟာဒီငွေကိုရှူရှိုက်မိပြီးတဲ့နောက်မှာမျိုးလုံးတွေနှာခေါင်းတွေအလွန်ဆက်ပါတယ်ဆက်လက်ဆက်ပြီးတော့ငွေတွေဘုံမိမတက်တတိမတက်အောင်ကြောတွေပေါ့ ထုတ်ဆိုင်သွားတယ်နောက်တော့မောပေါက်လာတယ်အသက်ရှင်မောဖြစ်ပြီးမောပေါက်လာပြီးတော့သူတို့အားလုံးကလဲနေရတယ်လို့ဆိုပါတယ်ဆိုတော့ဖက်စစ်တပ်ဖက်ကရုပ်မာတဲ့အစွမ်းကုန်ရုပ်မာတဲ့အစီအစဉ်နဲ့ဒီဒီအစိတ်ငွေပါတဲ့ဓာတုဘုံနေနဲ့ကျဲချပြီးတိုက်ခတ်လာတဲ့အနေအထားမှာကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်တွေပြည်သူ့ရဲ့တာကောင်းရတနာတွေအတွက်ကျွန်တော်တို့မှာတဆွမ်းသမျှအကူအညီပေးဖို့တောင်းဆိုပါတယ်ဒါနဲ့ကျွန်တော်ဂျပန်နိုင်ငံကဒီဆိုတာကူရာအဖွဲ့အစည်းကနေပြီးပို့ထားတဲ့ကိုကိုဂျွန်နဲ့အဖွဲ့ကပို့ထားတဲ့ဓာတ်ငွေကမျိုးနဲ့ဖုန်းနေပါ ကျွန်တော်မှလောစေရှိသလောက်ကိုကျွန်တော်လာရောက်တက်ဆင်ပြီးတက်ဆင်ပြီးပြီးတော့ဒီအစွန်ဖျားလုံးဝအတက်ဆုံတိုက်ပွဲဝင်တဲ့ရဲဘော်တွေလောလောဆယ်အစိမ့်ဝဲအန်နေရန်ပြီးတော့ကဲနိုင်ဖို့ညည်ယူဘုံနဲ့သူကျဲချလာတဲ့ခါမှာအဲဒီခံစစ်ကိုဆက်လက်ဆင်နွှဲနိုင်ဖို့ကျွန်တော်လာအစွန်ဆုံးစခန်းကိုလာပြီးတော့တက်ဆင်ပြီးတာဖြစ်တယ်ဒါပေမဲ့တကယ်တကယ်လိုအပ်တာကဒီလိုမျိုးအဆင့်မြင့်တဲ့ပစ္စည်းတွေကျွန်တော်လိုအပ်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါဒါဒီတက်လျက်စစ်တက်ဒါဘေးစနစ်ကိုအသုံးပြုပြီးတော့ဒီလေထုကိုတက်ဆင်ပြတဲ့ဖီတာ air air purifying လုပ်ပြီးတဲ့စနစ်ပါပါတယ်။ဒါဆိုရင်တခဲသုံးပြုပြီးတော့လေကိုတန့်စင်ပေးပြီးတော့ဒီမျက်နှာခုံးဆလိုက်တာနဲ့သူကအထဲမှာတန့်စင်ထားတဲ့လေကိုသာသူကပြေးသွင်းတာပါ။ဒါ purifying လုပ်တဲ့လေကိုချက်လုပ်ပြီးတဲ့စနစ်ပါ။ဒါတခဲနေနဲ့အသုံးပြုပြီးတော့အာသစ်စနစ်တွေနဲ့အသုံးပြုပြီးတော့ချက်လုပ်တဲ့စနစ်ပါ။ဒီလောက်အထိကိုကျွန်တော်တို့ကညွှန်မှန်းပြီးတော့အာကျွန်တော်တို့ဒီ passive main online နဲ့သူ့နောက်ကမိစ္ဆာဝင်ရန်ဒီကိမီအရာကြီးနိုင်ငံကြီးတွေကထောက်ပံ့ပေးထားတဲ့အဖြစ်လက်နက်တွေအနေနဲ့ကာဝယ်နိုင်ဖို့ကျွန်တော်တို့ကြိုးစားကြရမှာဖြစ်ပါတယ် တော့ကျွန်တော်အနေနဲ့နိုင်ငံတကာရောအထူးသဖြင့်ဂျပန်နိုင်ငံကလွတ်တော်မတ်တွေဂျပန်ဆိုရအဖွဲ့ဝင်တွေအနေနဲ့ Indo Pacific Strategy ရမြန်မာပြည်အပါအဝင်ဒီအရှေ့တောင်အာရှအရေးကိုဟိုအထူးစိတ်ဝင်စားတဲ့ American Australia India Japan အဲစုဖွဲ့ကတာဝန်ရှိနေတဲ့ CPTPP တွေနဲ့ဒီဒီကြဲကြဲပြဿနာမဖြစ်အောင်ထိန်းချုပ်ပေးလို့တဲ့အင်အားစုတွေကိုကျွန်တော်မြစ်တမ်းရခင်ကျင်တာကဒီလိုမျိုးအာ non leader aid specific တဲ့ဒီအတက်ကဒီ တန်းငွေကမျက်နှာဖုံးနေကျွန်တော်တို့အခုတော်လိုင်းတက်ဖွဲ့တွေမှာအလိုရှိနေပါတယ်ဘာလို့ဆိုတော့ဖက်စစ်တက်ဖက်ကရက်ဆက်ရုံမာတဲ့အစီအမှုတွေနဲ့တိုက်ခတ်လိုက်တဲ့အခါမှာကျွန်တော်တို့မှာဘာမှဒီဒီရိုးရိုးဒီ max လေးတွေကိုပဲဒီပိတ်ဆတ် max လေးတွေပဲရေစွပ်ပြီးကာကွယ်နေကြတာတကယ်တော့မထီရောက်ပါဘူးအဲဒါကျွန်တော်ဂျပန်နိုင်ငံကနေတင်ရောက်ရှိလာတဲ့ဒီအုံဆောင်ပစ္စည်းတွေကိုကျွန်တော်တို့တက်ဖွဲ့ဝင်တွေကိုကူညီပေးဖို့ဂျပန်အစိုးရလွှတ်တော်ကိုယ်စားလှယ်အပါအဝင်နော်လူသားတွေရဲ့အသက်ကိုတန်ဖိုးထားတဲ့နိုင်ငံကြီးသားတွေကိုကျွန်တော် လေးစားစားပန်ကြားပါတော့တော့ကျွန်တော်တို့ရှိဘလောက်တက်ဆင်ပေးတာဖြစ်ပါလေရေဘော်တို့ဒီဟာကိုသူတို့ဘက်ကဘုံကျလာတဲ့ခါမှာညံဆုံးဝတ်ဆင်ပြီးတော့အကောက်ဝဲပါကျန်တဲ့ချိန်မှာတော့လေလုံအောင်စနစ်ကြထုတ်ပိုးထားပြီးတော့အစင်းသစ်ဆောင်ထားပါဟုတ်ပြီနော်အဲ့တော့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကုညီပန်ပူးပေးဖို့ထပ်မံနှုတ်ဆက်ပါရစေโอเคကဘာတဝမ်းကမိဘပြည်သူပေါင်းတို့ခင်ဗျာလက်ရှိဖက်စစ်ကျမ်းဖက်မြောင်းလိုင်းရဲ့အဲဒီလူမျိုးတုံးတက်ဖြတ်မှုဆရာဇော်ကောင်ဂျပန်စီတက်ဖွဲ့ဟာ ခုဒီရပိုင်းတော်တဲ့မှာမြန်မာနိုင်ငံရဲ့နေရာအနှံပြားကဖက်စစ်ခြေမုံခုခံတွန်းလှန်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေအပေါ်မှာအစိတ်ငွေလို့ကြိတိကြကြတတ်မှတ်လို့ရနိုင်တဲ့ဒီဒီဘုံနေနေပေါ့ကျဲချတိုက်ခတ်တာကိုခက်ဆစ်ဆစ်ဆောင်ရွက်လာပါတယ်အဒီကနေ့ဆိုရင်ပဲမိုးပြဲတိုက်ပွဲမှာစစ်ကောင်စီဘက်က drone နဲ့ ကျဲချတဲ့ဘုံဒီနဲ့တဘာတဲ့တွဲရဲ့ S force အစိတ်ငွေစီးပြားလို့ခေါ်တဲ့စီးတော့နေနောက်တာမျိုးမီမတိတဲ့အစိတ်ငွေပါဝင်သောဘုံမျိုးစားတွေနဲ့ဒီနေ့ကျဲချပါတယ်ကျဲချတဲ့အခါမှာဒီဘုံရဲ့အငွေပေါ့အငွေကိုစူးစူးဝါးဝါးပေါ့အမီပေါ်ပြလို့မရနိုင်နဲ့ဟိုမှာအနံ့ဟာအဲဘလူရေလို့ပေါ်ပြလို့မရနိုင်အောင်အတော်ကြီးကိုစိုးဝါးတဲ့အနံ့သက်ရှိတဲ့အဲ့ဒီရံငွေတွေကိုရှူဆိုင်မိပြီးတဲ့နောက် ဒေါ်လာရေးတက်ဖွဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကောင်းလေးတွေဟာပထမဆုံးအသက်ရှူကြပါတယ်ပြီးရင်ကိုခံအားရုပ်တရက်ကျဆင်းပြီးတော့မူးပြီးတော့ဘာမှမလုပ်နိုင်မရှားနိုင်ဖြစ်ပါတယ်ပြီးတာနဲ့အမောဖောက်လာပါတယ်အမောဖောက်လာပါတယ်ပြီးတော့အဲ့ဒီအစိမ့်ငွေကိုထိတွေ့မိတဲ့အရည်ပြားတွေပေါ့ဥမာ uniform ကလွတ်လွတ်နေတဲ့လက်ကုတ်တို့လက်ဘေးတို့နှာခေါင်းတို့လက်တို့အရည်ပြားတို့စတာတွေဟာပူဆက်ပူလောင်တဲ့ဝေဒနာတွေခံစားရပါတယ်ဒါဒီကနေ့ဒီကျွန်တော်တို့ movie တိုက်ပွဲမှာပြည်သူ့ဒေါ်လာရေးတစ်ခွဲကကြုံတွေ့ရတဲ့အနေအထားဖြစ်ပါတယ် တော့မြေပြင်မှာကျွန်တော်တို့သိမ်းဆည်းရမိတဲ့ကတော့ဒီအစိတ်ငွေစီးပြားတွေပဲရရှိတယ်ပေါ့ကျန်တာတွေကတော့လေလူထဲမှာကွဲပြန့်သွားတဲ့အကြောင်းမလို့တက်တည်တက်ကြရလေလို့မဖော်ထုတ်နိုင်ပါဘူးဒါပေမဲ့ဒီအစိတ်ငွေကိုရှူချက်မိပြီးတော့ဆေးုံကုသနေရတဲ့ရဲဘော်တွေကိုစနစ်တကျတက်ခွဲမယ်တွေးတွေးရင်းပါဝင်တဲ့အစိတ်တွေနဲ့ရှူချက်မိတဲ့ဒီအဆုတ်ကဲနိုင်ငံကအတယောက်မှုတွေကိုစနစ်တကျအဲဒီခွဲချမ်းဆေးဖြာပြီးတော့ဒီတုဒေသနာပြုမယ်ဆိုရင်တော့ဘလို့အစိတ်ငွေသုံးနေဆိုတာကိုနိုင်ငံတကာသိအောင်တင်ပြနိုင်မှာဖြစ်ပေမဲ့ကျွန်တော်တို့မှာပြေးွားတဲ့ဒီတက်ခွဲခန်းတွေ အစင်မြင့်တဲ့ဈေးစစ်စီနီးတွေကျွန်တော်တို့မှာမရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တော့တိတိကျကျမပြောနိုင်ဘူးတိကျတော့ဒီအစိမ့်ငွေပါတဲ့ဘုံနဲ့တိုက်ခတ်ခံရတယ်ဆိုတော့တိကျပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ခုခံတော်လန်နဲ့ပြည်သူအားနဲ့ပဲသွားတယ်ပြည်သူတော်လန်ရေးတပ်သားတွေပါဟာပြည်သူထောက်ပံ့ပေးတဲ့ရေခါခရင်စီဝါနဲ့မရှိရှိတာကိုစုပြီးတော့ကျွန်တော်တို့အမှန်နဲ့တရားကိုရင်ဝါလက်ကင်ပြုတ်ပြီးဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးကိုခုခံတိုက်ခိုက်နေကြရတာပါ ြည့်စုံတဲ့အနေအထားမရှိပါဘူးခင်မီလက်နက်တွေဆိုတာလည်းပြည့်စုံမရှိပါဘူးတာဝေးပြည့်အမြောက်တွေဆိုတာလည်းမရှိတယ်လို့မျိုးအခုလိုမျိုးအစိမ့်ငွေဓာတုတွေဆိုတာလည်းကျွန်တော်တို့ဘက်ကသုံးဆွဲဖို့ရာဘာမှမရှိပါဘူးဒါပေမဲ့ရက်ဆက်ကြမ်းကြုတ်တဲ့စစ်ကောင်စီဘက်ကအုံပြလာတဲ့အခါမှာတော့အဖိုးတန်တဲ့ပြည်သူသားကောင်းတွေရဲ့အသက်ကိုတော့ကာကွယ်မှုရစေချင်ပါတယ်။အဲကြောင့်မို့ကျွန်တော်အခုဆက်ဘန်အနေနဲ့ပြသထားတဲ့ကျွန်တော်ကဂျပန်နိုင်ငံကမိတ်ဆွေတွေပေးပို့ထားတဲ့ဓာတ်ငွေကမြန်တဲ့ဖုန်းတွေကိုပေါ့ပြည်သူကိုတင်ပြရင်းနဲ့ကျွန်တော်တို့ဒေါ်လာရေးဖက်မှလည်းပဲအဆင့်မြင့်တဲ့ ခုခံကာကွယ်ရေးအသုံးဆောင်တွေကိုကျွန်တော်ပြည်သူရဲဘော်တွေတက်ဆင်ပေးဖို့လွတ်လာပါတယ်။နှုတ်မဆိုရင်ဒီအစိမ့်ငွေတက်ခိုက်တဲ့ဒဏ်ကြောင့်စခန်းတွေတစ်ခုတစ်ခုကျွန်တော်တို့ဆွလွဆုံးရှုံးရမယ်တဘောလည်းဖြစ်လာပါတယ်။အဲ့တော့ပြည်သူကိုနှိုးဆော်ချင်တာကအခုဒါဆိုလို့ရှိရင်ဟာဒီပစ္စည်းတွေဆိုလို့ရှိရင်အာအသက်ရှူလမ်းကြောင်းကိုလုံးဝပြေဝကာကွယ်ပေးနိုင်တဲ့နေရာရှိပါတယ်။သူရဲ့ဒီအသက်ရှူကိုဂျင်ဘက်ခါတဲ့သူကကာပလိုက်ပြီးတော့အသက်ရှူလမ်းကြောင်းပိတ်ပြီးလို့ရှိရင်ဂျာ ဒါလေကိုစစ်ထုတ်ပြီးတဲ့ဓာတ်ဓာတ်နဲ့တခဲနဲ့သူကလေကိုစစ်ထုတ်ပြီးတော့တက်ရှူခွင်းကိုဖန်တီးပြီးတဲ့ကြောင့်အခုချိန်မှာဘုံကျဲချလိုက်တဲ့အချိန်မှာပါဝင်လာတဲ့အစိတ်တွေဟာသူ့ရဲ့တက်ရှူလမ်းကြောင်းကိုရောက်ရှိခြင်းမရှိတော့ပဲကာကွယ်ပေးပြီးတော့အသက်ကယ်နိုင်စွမ်းရှိပါမယ်ဒီလိုခင်မီရဲ့အသုံးဆောင်ပစ္စည်းတွေကာကွယ်ရေးပေါ့ non lethal aids ပေါ့သူ့အသက်ကိုမသေးစေနိုင်အောင်ကာကွယ်ပေးတဲ့တကယ်ရမျိုးတွေကိုကျွန်တော်ကနိုင်ငံတကာပြည်သူတွေကိုရောကျွန်တော်တို့နိုင်ငံတကာအစိုးရတွေကိုကျွန်တော်မြစ်တာရက်ခံချင်ပါတယ် ါတို့လည်းကျွန်တော်အင်္ဂလိပ်လိုလည်းကျွန်တော်ပြောဖို့စီစဉ်ထားပါတယ်ဒါတော့လက်တွေ့အနေနဲ့ကျွန်တော်ပြောပြတင်ပြတာဖြစ်ပါတယ်ဒီလိုမျိုးပစ္စည်းတွေကိုကျွန်တော်တို့တော်လင်းတက်ဖွဲ့တွေမှာတက်ဆင်ပေးနိုင်မှာအခုဖက်စစ်ဂျမ်ဘက်တက်ခဲ့ရက်ဆက်ဂျမ်ဂျုတ်ဆိုတာနဲ့တက်ခဲ့လာတဲ့အစိတ်ငွေဘုံနေရအနေကိုကာဝယ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာနိုင်ငံတော်တစ်ကိုထူထောင်မဲ့အချင်းချင်းကိုမျှော်မှန်းပြီးတော့ကျိုးပန်းတိုက်ပွဲဝင်နေတဲ့တက်ခွေတွေဖြစ်တယ်နိုင်ငံတော်ကကာကွယ်မဲ့ဤတောင်စုကာကွယ်တပ်တော်ကြီးအထီကိုရည်မြော်မှန်းစုဖွဲ့တိုက်ခိုက်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ် ခင်မီစစ်လက်နက်ရန်နေရပစ္စည်းတွေကိုကျွန်တော်တို့ဘက်ကအခုကလေးကစနစ်တကျကြကြနနတိုက်ပွဲမှာကလေးကသုံးဆွဲပြီးတော့အနာဂတ်တက်တော်တီဆောင်ရေးအတွက်ကိုပါခင်မီတက်တော်ကြီးတီဆောင်ရေးအတွက်ပါကျွန်တော်တို့အားလုံးအခုကလေးကပြင်ဆင်ကြရမယ့်အချိန်ဖြစ်ပါတယ်။ဒါကြောင့်တဖြည်းဖြည်းနဲ့ကျွန်တော်တက်ဆန်းသမျှကြိုးစားပြီးတော့ကျွန်တော်တက်ဖွဲ့ဝင်ကျွန်တော်တို့ရဲ့အဖိုးမဖြတ်နိုင်တဲ့သူရဲကောင်းတွေရဲ့အသက်ကိုကာဝယ်ဖို့ကျွန်တော်တို့ခွန်အားဖြည့်ပေးရင်းနဲ့ဖက်စစ်အကြံဖက်တက်ရဲ့ရက်ဆက်ရုံမှမှုကိုကာဝယ်ဖို့ အတူကြိုးပမ်းကြပါစို့လို့နိုင်ငံတကာရောက်ပြည်သူတွေကိုကျွန်တော်လို့ဆော်ပန်ချင်ပါတယ်ပြီးတော့လည်းနိုင်ငံတကာရောက်နေတဲ့ဒီ illegal ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းဒီဓာတ်ဥအစိမ့်ငွေတွေရဲ့အန္တရာယ်ကနေကာကွယ်ဖို့တားဆီးဖို့နိုင်ငံတကာဥပဒေတွေနဲ့အညီစိတ်ရာစခုမြောက်တဲ့ဥပဒေတွေနဲ့အညီမင်းအွန်လိုင်းဖက်စစ်အုပ်စုရဲ့အခုလိုလူမျိုးတို့တပ်ဖြတ်မှုကြီးဥနဲ့မကပဲလက်တလုံးကိုအစိတ်တန်းခွေတွေနဲ့ကိုပြည်သူကိုပြန်ကျဲချတပ်ဖြတ်နေတဲ့လူရက်တွေကနေအမြန်ဆုံးရက်တက်နိုင်ဖို့ပေးဆိုခြင်းအေးအေးချင်းဖြတ်တောက်ခြင်းတက်တည်တည်စုဆောင်းပြီးတော့ ဒီလူသားမျိုးနွယ်စုပေါ်မှာတက်ရောက်စီနိုင်တဲ့အစိတ်ငွေဖြင့်အကြမ်းဖက်ခြင်းပြစ်မှုမြောက်တဲ့အထီကိုဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံနှိုးဆော်ပါတယ်ခင်ဗျအားလုံးလက်တွဲညီညီတက်ခွင့်ဝင်ကြပါစို့ဗျာ